မေဘကြီးရဲ့မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ဤချိုးပုံနဲ့မတူပဲအလိုက်သေးတဲ့အပြုတ်မှုတစ်ခုကြောင့်လူပြောများနေရဲ့မိမိကုတ်ကုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မကြသေးခင်ကပဲတရုတ်ဆောင်မင်းသမီးမေဘကြီးရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုခန်းခန်းနာနာနဲ့အကျင်းပပြုလုပ်ခဲ့ပါတယ်။ လူမရဲ့မင်္ဂလာပွဲလေးကမွန်လူမျိုးတွေရဲ့ရိုးရာရွှေရင်သာရုပ်တွေနတ်သမီးလေးတွေလိုအကအလှတွေနဲ့တကယ့်ကိုကြီးကျယ်ခမ်းနားခဲ့တာတွေ့ရပါတယ်ဒီမင်္ဂလာပွဲမှာတော့အနုပညာရှင်မောင်နှမတွေမိတ်ဆွေတငယ်ချင်းတွေအများအပြားတက်ရောက်ခဲ့ကြပါတယ် ဲ့ဒီအချိန်ကမှအသေးသက်သေးအပြင်နဲ့တက်ရောက်ဆောင်ရွက်ပေးခဲ့တဲ့တရုတ်ဆောင်ဤချိုးဘူရဲ့ဝန်ဆောင်စင်ရင်မှုကတော့လူတွေကြောင်းမှပြောစရာကောင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ဤချိုးဘူဟာသိန်းပေါင်းတောင်းကြော်တန်နေလို့ဆိုကြတဲ့လယ်ဆွဲရတနာနဲ့အတူအလားပါသောပြင်ဆင်လာခဲ့ရကြောင်းတချို့တွေကတော့သရိုးသမီးမိပကြီးထတ်တောင်မှပူပြီးတော့လှပနေရင်စက်တည်ရင်ရှိနေလို့ချီးကျူးခဲ့ကြတာပါ။ ဒါပေမဲ့လေတချို့တွေကတော့ဒီရဲ့ပြုမှုကလူချင်းဝင်နဲ့မညီဘူးလို့ဝေဖန်ခဲ့ကြပါတယ်။တချို့ကတော့အမှုပညာရှင်တယောက်အနေနဲ့အမြဲတမ်းအကောင်းဆုံးပြင်ဆင်တာကသူ့ရဲ့ professional ပြီးသားမှုပဲ။အပြစ်ပြောစရာမလိုဘူးလို့ဆိုကြသလိုတချို့တွေကတော့ဒါဟာအချိန်ခံတဲ့နေရာဒေသကိုမလိုက်နာတော့သူတို့သမီးရဲ့အခွင့်အရေးကိုလူယူရာရောက်တယ်လို့ပြင်းပြထန်ထန်ဝေဖန်ခဲ့ကြတာပါ။ တကယ်တော့ကျမတို့ရဲ့မြမယင်ကျေးမှုထုံးတန်းအစဉ်လာအရာဆိုရင်အလူပွဲတွေမင်္ဂလာပွဲတွေမှာပွဲရှင်ဖြစ်တဲ့အလူရှင်ဒါမှမဟုတ်သူတို့သမီးထံဧည့်သည်ကပို့ပြီးတော့တောက်ပြန်ခံထားတဲ့စီရင်ထုံးဖွဲမှုမလုပ်သင့်ဘူးလို့ရှေးလူကြီးတွေကအဆုံးမထားကြပါဗျ။ ဒါကတော့ပွဲရှင်ကိုလေးထရရောက်ပြီးအများအယုံစမ်းမှုရဲ့ဗဟိုချက်မှာပွဲရှင်ပဲရှိနေစေဖို့အတွက်ဧည့်သည်တွေကအလားအသတိနဲ့တဆင့်နေပြီးတော့ဝိစင်ပေးကြတဲ့သဘောပါအထူးသဖြင့်အခုလိုမျိုးဆိုရှယ်မီဒီယာခေကြီးထဲမှာတပ်ပုံရိုက်တောင်ပွဲတက်တာကိုအလုံးကအပြိုင်ဆိုင်လှပအခြေနေကြတဲ့အချိန်မှာဒီလိုမျိုးရိုးရာအသည့်တရားလေးကိုလက်ကင်ထတာကတကယ့်ကိုရှားပါပြီးတော့လေးစားစရာကောင်းတဲ့အပြုမှုတစ်ခုလို့ဆိုနိုင်ပါတယ်ဒီလိုမျိုးစိတ်ဓာတ်နဲ့အပြုမှုလေးတွေဟာခင်ရည်စည်းကြောင်းထဲမှာမေ းပြောင်းမသွားဘဲနဲ့လူအချင်းချင်းလေးစားမှုနဲ့တိမ်မွေးတဲ့ဆက်ဆံရေးကိုပုံမခိုင်မာစေတယ်လို့ပရိသတ်တွေကအကြီးကျယ်ကြားပါတယ်။အခုလိုမျိုးဤချောပုံနဲ့ပတ်သက်ပြီးတော့အတန်းအမျိုးထွက်နေချိန်မှာအဲ့ဒီမင်္ဂလာပွဲကိုတက်ရောက်လာခဲ့တဲ့နောက်ထပ်မင်းသမီးတယောက်ဖြစ်တဲ့မိမိကိုကိုရဲ့အပြုမှုလေးကြောင့်ပရိသတ်တွေကတခဲနဲ့အကြီးကျယ်နေကြပြန်ပါတယ်။မိမိကိုကိုကတော့မိဘကြီးရဲ့မင်္ဂလာပွဲကိုတက်ရောက်လာချိန်မှာတခြားသူတွေလိုမျိုးထူးထူးခြားခြားပြင်ဆင်လာတာမျိုးမတွေ့ရပါဘူး။ freestyle ပုံစံမျိုးပေါင်းမရှိနဲ့ရှက်အင်ကြီးကို ပေါပေါပပါရိုးရှင်းစွာဝတ်ဆင်ပြီးတော့တက်ရောက်လာခဲ့ပါတယ်။လူမအနေနဲ့လည်းတခြားသူတွေလိုခေါင်းဝင်အလှတွေလက်ဝတ်ရတနာတွေဆင်မြန်းပြီးတော့တက်ရောက်လို့ရနိုင်ပါတယ်။ဒါပေမဲ့ဒီလိုရိုးရှင်းတဲ့ပုံစံကိုတမင်တကာရွေးချယ်ခဲ့ရကသတို့သမီးပေါ်မှာထားတဲ့သူမရဲ့လေးစားမှုနဲ့အစားနာမှုကိုပြသနေရပါပဲ။သူမရဲ့ဒီလိုစိတ်တဘောတာလေးက တခြားသောအနုပညာရှင်တွေအတွက်ပါစံနမူနာယူစရာဖြစ်လာခဲ့ပါတယ်။ပရိသတ်တွေကတော့တကယ်လို့သာမိမိကိုယ်ကိုစိတ်တိုင်းကျပြင်ဆင်ဝတ်စားမယ်ဆိုရင်ဘလောက်တောင်မှုံနေရချောမလှပလိုက်မလဲဆိုတာသိကြပါတယ်။ဒါပေမဲ့သူမကအခုလိုမင်္ဂလာပွဲမှာသူတို့သမီးဖြစ်သူမိဘကြီးကိုအလေးထားပြီးတော့ပွဲရှင်ချက်ပုံမှန်နာမည်ကြီးပြီးအာယုံဆိုင်မခံရအောင်အလိုက်တတိအနေထိုင်တတ်တဲ့စိတ်ထားလေးကြောင့်ချီကျူးဂုံပြုနေကြတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်သဘောထားတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးက ခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်